တို့နော်ဒီပါပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာကခက်ဆက်ဆက်ကြည်သူတွေမျော်လင့်နေတော့ပန်းနိုင်တယ်နော်ကျွန်တော်တို့နော်ဒီပါပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာကခက်ဆက်ဆက်ကြည်သူတွေမျော်လင့်နေတော့ပန်းနိုင်တယ်နော်ဒါကညီကြီးလက်ကလွဲရင်လွဲသွားမယ်နော် သွားကျင်နေတာပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနော်ပြည်သူအစိုးရတရက်ပေါ်ပေါက်ဖို့နော်ပြည်သူတွေပြည်သူအစိုးရဆိုတာပြည်သူတွေအားကိုးထိုက်တဲ့အစိုးရတရက်ပေါ်ပေါက်ဖို့နော်ဒါကိုသွားကျင်နေတာနော်ဒါကိုလည်း2020ကရွေးကောက်ပွဲလုပ်ခဲ့တယ်အစင်းဆုံးပြောရင်ဒီနေရာမှာမဲမတမာမှုတွေလိန်လဲပြီးတော့ဟာလာအာနာကိုဟာလက်ဝက်ကြီးအုပ်ချင်တဲ့လူတစုကြောင့်ဟာလာနိုင်ငံတော်မှာရှိတဲ့ဥပဒေရဲ့ဥပဒေအတိုင်းเนาะဥပဒေစာအုပ်ကြီးအတိုင်းเนาะတမတော်ကထိန်းချုပ်လိုက်တာ ဒါကိုအကျယ်တဝန့်မပြောချင်တော့ကျွန်တော်ညီကိုမောင်နှမတွေအကုန်လုံးသိတယ်ဒီအကြောင်းတရားကိုပြောမယ်ဆိုရင်နော်ဒီအကြောင်းတရားကအများကြီးဟိုကလည်းတထောင်တညာပုံမြင်လို့ပဲအရန်ရှိလျားတဲ့အဲ့အကြောင်းတရားတွေကိုကျွန်တော်မပြောတော့ဘူးအခုနော်ဒီလိုမျိုးပဲမင်းတို့တွေကိုအသက်တွေကိုကိုဟုတ်လားအစရေခံမလားစစ်တလင်းမနော်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအချင်းချင်းနော်ဒီလိုမျိုးဟုတ်လားစစ်မီးတွေလောင်နေမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူသားအရင်းကြီးတွေဆုံးဆုံးနေနော်ဒါကမဖြစ်သင့်တဲ့အကြောင်းတရားတွေဒါခေတ်အဆက် ဆက်ဒီလိုပဲလက်နက်ဆွဲကင်ပြီးတော့တက်မတော်တွန်းလန့်ပုံကန်ခဲ့တာပဲမအောင်မြင်ခဲ့ဘူးတစ်ခါမှမအောင်မြင်ခဲ့ဘူးနော်ဒီနေ့2021เนาะဒီတက်ကိုစိုးတယ်ဇယိုက်ပေါင်းမျိုးစုံနဲ့နော်ဘာသာသာသနာကိုစော်ကားတာတွေကအဆနော်အများကြီးမှအများကြီးယဉ်ကျေးမှုလည်းမသိဘူးဖျားစီတီပထိုးတွေလည်းမသိဘူးယဟန်သံဃာလည်းမသိဘူးဒီလိုမျိုးတွေဖြစ်လာနော်ဒီလိုမျိုးတွေဖြစ်လာတဲ့အခါကျတော့ကျွန်တော်တို့မှာယဉ်ကျိုးရတာတွေအများကြီးပဲဒီကျွန်တော်ပြောတဲ့စကားကျွန်တော် ငကြက်ကမဝင်ဘူးဗျငကြက်ကမဝင်ငကြက်ကမဝင်ဆိုတော့ကျွန်တော်ကငကြက်ဝင်တယ်ခင်ကျွန်တော်ကတော့ပြောနေတာဟုတ်ပြီနော်အခုကျွန်တော်တို့လိုချင်နေတယ်ရွေးကောက်ပွဲကြီးတည်းရဲ့ရှင်းပဖို့တော့လက်စီလက်သားကဟုတ်လားမပမာသူတွေရဲ့လက်လက်ထဲကနေပြီးတော့အာနာကိုခိတကနာထိန်းထားတယ်နော်ခိတကနာထိန်းထားတဲ့နေရာမှာ ီမပမာလူတွေရဲ့ဟုတ်လားအဆွေအပွားတွေပေါ့နော်အဆွေအပွားတွေနိုင်ငံရေးလှုပ်ရှားတွေမီဒီယာတွေရဲ့သွေးထိုးမြောက်ဖော်မှုနဲ့ကျွန်တော်တိုင်းကြီးမှာစစ်မီယာနည်းနည်းစီကြခဲ့ကြကြနော်2021 2022 2023 2024နော်အခု2025စစ်မီတွေဟုတ်လားမငြိမ်းငြိမ်းစီကြခဲ့နော်စီကြခဲ့တဲ့အခါကျတော့မင်းတို့တောင်းတနေတဲ့လူအချင်းတွေဟုတ်လားပါတီဆိုဒီမိုကရေစီရွေးကောက်ပွဲဆိုတာကမင်းတို့လောလောဆယ် စဲမှာမင်းတို့အိမ်မမက်နဲ့နော်နိုင်ငံတော်အစိုးရကနော်လုတ်ပြီးမယ်ဟိဆိုလက်စီနိုင်ငံတော်အစိုးရလုတ်ပြီးမယ်ဟိဆိုလုတ်ပြီးလို့ရတယ်အခုမင်းတို့ရဲ့ဒီ၄နှစ်တိုင်းတာဖြတ်တန်းခဲ့တဲ့နေရာမှာမင်းတို့ရဲ့ရိုင်းတိုင်းမှုတွေရုံမှမှုတွေမင်းတို့ရဲ့ကောက်ကျင်းမှုတွေလူသားမဆန်မှုတွေအားလုံးဟာနိုင်ငံတော်အစိုးရကအားလုံးဝက်ဆက်ယူပြီးတော့ကဘာပြအောင်မင်းတို့ကဒါတွေကအမိုက်ကြီးကဘာကြီးရဲ့အမိုက်ကြီးဆိုတာပြအောင်နော်ဒါကဘာအယူချပြတာပေါ့ကွာနော် ချားပြားလာတဲ့အခါကျတော့အခုကျွန်တော်တို့အမျိုးတွေတွေ့ရတဲ့အတိုင်းပဲနိုင်ငံတကာကနေပြီးတော့ဒီအကြောင်းတရားနဲ့ဆက်ဆက်ဆက်နွယ်တဲ့အားလုံးမီဒီယာတွေရောဖြိုခွဲလာတဲ့နိုင်ငံရေးလှုပ်ရှားတွေရောဟမ်အဓိကမိမိကိုယ်ကျိုးစီးပွားဖြစ်ဖို့အတွက်နိုင်ငံရေးအကြောင်းပြပြီးတော့တိုင်းတစ်ပါးပါးမှာတတိယနိုင်ငံမှာခိုးလုံနေတဲ့မင်းမဲစရိုက်ဆန်းဆန်းမိမိစီးပွားပို့တက်ဖို့အတွက်လှုပ်ရှားတွေအတွက်အများကြီးတကားတွေပိတ်ကုန်ဒီနေ့တော့နိုင်ငံမှာတကားတွေကိုပိတ်ကုန်ပြီးတော့နိုင်ငံတကာတွေပိတ်ကုန်ပြီနော် တကယ်ထိတ်ပြီးနိုင်ငံကြီးဟုတ်လားဒီအမေရိကန်လို့ဟုတ်လားတရုတ်တို့ဟုတ်လားနော်ကိုရီးယားလို့နော်ပြော်ဒီဝက်ဆာတို့ဒီလိုတိုင်းကြီးတွေကကိုယ်တော်ပြီးသွားတယ်ဟေးဆိုတော့အခြားတိုင်းကြီးတို့ကပူစရာမလိုတော့ဆိုတော့ဒီမဟုတ်မမလုံးချက်နဲ့ပွဲရနော်ဒီ2025မှာတခါရက်တခါရက်ဒီဆိုရင်ကျွန်တော်တိုင်းကြီးအေဂျင့်မို့တော့နော်ကျွန်တော်ဘာလုပ်ရအောင်ကျွန်တော်တိုင်းကြီးတိုးတက်ဖို့တော့ ားဒီဆုံးဒီမိုကရေစီရောက်ဖို့သွားဖို့အတွက်ဒါဥမေရောက်လာနိုင်ငံတော်ရဲ့ဝင်ကြီးချုပ်ဗာဥမေရောက်လာရလဲဟုတ်လားဒီ2025ကုန်2026ထဲမှာဖြစ်အောင်လုပ်မယ်လို့သူပြောထားပေါ့ဗျာကဲဒီနေရာမှာကျွန်တော်ပြောချင်တာနော်ကျွန်တော်ပြောချင်တဲ့စကားဒီနေရာမှာပြောချင်တာဒီရွေးကောက်ပွဲမှာအရွေးကောက်ခံမဲ့အမတ်ဒီနော်ဒါအစိုးရမျိုးလာတာကအစိုးရလူကြီးတွေသိအောင်ကျွန်တော်ကပြောတာနော်အရွေးကောက်ခံမဲ့အမတ်ဒီအမတ်လောင်းလေးနော်ဘယ်ပါတီပဲဖြစ်ဖြစ် တတိပုဂ္ဂလပဲဖြစ်အားလုံးသောပုဂ္ဂိုလ်တွေကိုဒါနတ်သားကနတ်သားကအစိုးရကဖွဲ့စည်းထားတဲ့ UEC က UEC ပေါ့နော်နတ်သားကအစိုးရကနေဖွဲ့စည်းထားတဲ့ UEC ကနော်ဒီအမတ်ရောင်းလေးရဲ့တူးချင်းစီရဲ့အမိုင်းရောင်းလေးတွေကိုအကောင်းဆုံးဖြစ်အောင်လေ့လာဖို့အရေးအကြီးကြီးတယ်ဗျာကျွန်တော်တို့ဒီနေ့အမားပြင်းလို့မရအောင်လို့လုံးဝအမားပြင်းလို့မရအောင်သိလားမင်းနဲ့အမားဖြစ်သွားရင်ကျွန်တော်တို့ဟိုဘက်ကအစိုးရကြီးက ကျွန်တော်တို့လက်မဝိုင်းဘူးမှဒါမှမဟုတ်လို့လေနော်အခုဦးမတရားနဲ့ပြောမယ်ဗျာဟာအမျိုးသမီးတယောက်အမတ်လောင်စင်းနေကိုဝင်လာမယ်အမတ်လောင်ဖြစ်ငွေပြိုင်မယ်ဟေ့ဆိုရင်ဒီအမျိုးသမီးတယောက်ရဲ့စက်ကြောကမိုင်းရောအားလုံးလေးလာဘူးလို့လေဒီတိုင်းနဲ့အမျိုးသားလဲဖို့နေလောက်အောင်မယ်နော်ဒီရွေးကောက်ပွဲမှာအမတ်လောင်တယောက်အနေနဲ့ဝင်ပြိုင်မယ်ဟေ့ဆိုရင်ဒီအမျိုးသားရဲ့စင်းမြေကမိုင်းရောကို ချင်းချင်းလေးလေးအားလုံးလေ့လာဖို့လိုတယ်ဗျာနော်ဒီအမျိုးသားကတစ်ချိန်လုံးကပါကောင်းလာမယ်ဟုတ်လားမော်ဟိုကိစ္စတွေမှာပါဝင်ပတ်သက်လာမယ်ဟုတ်လားငွေစီရောကိစ္စတွေမှာပါဝင်ပတ်သက်လာမယ်ဟုတ်လားနံပါတ်ချက်တွေတခုခုရှိလာမယ်ဟေးဆိုရင်စဉ်းစားတော့ဘိုးဘကအစိုးရကောင်တွေကငွေတွေရမှသူတို့ကအစိုးရောက်နေတာငွေတွေအစိုးရောက်ကိုကျွန်တော်တို့နာသာကအစိုးရောက်ကိုပုံကံမှုအတွက်ကျွန်တော်တို့ပြည်သူတွေသတ်ဖြတ်နေတာဒီလိုမျိုးကျွန်တော်တို့ကဒီဘက်မှာ ရိုးပါပါတယ်ဖြူစေပါတယ်ဆိုတော့ဒီရိုးပေါက်ပေါ်ကိုကျင်းပါမယ်ဟေးဆိုရင်ဒီဝင်ပြိုင်တဲ့အမက်လောင်းတွေရဲ့နော်တမိုင်းကြောင်းတွေသူတို့ရဲ့တမိုင်းကြောင်းတွေကိုအားလုံးကိုနော်မှန်တန်ဖို့လိုတယ်တိကျဖို့လိုတယ်နော်အမျိုးသမီးအမက်လောင်းတွေလည်းဒီတိုင်းပဲဟုတ်လားဟိုမှာမဆက်တော့ KTV တို့ဟုတ်လားဒီလိုမျိုးငွေလုံလုံမှုတို့ဒီဘာလဲလောင်းကစားတို့ဒီလိုပါဝင်ပတ်ပတ်ထားတာငွေကစီးခဲ့တယ်ဟေးဆိုရင်ကျွန်တော်တို့ဒီနာဂကအစိုးရကို 他发个中要面啊！恁恁有冇养活嘞？看嘛，大哥弄侬话，干啦，几多几大中央面嘞？叫弄话，大哥，去天天去，累那边不？但那是人家家自己家的，有本事叫侬话，叫侬话招手啊？喏，后面你也要招手啊？叫侬什么那个多啊？那是那那两百鱼包过来嘛？另外那个多，干啦，现在屋里鱼缸快卖都过了呀？喏，你们他妈要？ ချင်းချင်းလေးသိရမယ်လေ့လာရမယ်ကိုကိုယ်တိုင်ဖြတ်သန်းတာပူရမယ်မြမရင်ကျင်းမှုနော်ချင်းချင်းလေးသိရမယ်ကိုကိုယ်တိုင်လည်းပါဝင်ပတ်သက်ထားရမယ်လေ့လာမှုလည်းရှိရမယ်နော်အဓိကနော်ပြီးရင်မြန်မာနိုင်ငံမှာလက်ရှိပြည်စဲဥပဒေဒီဥပဒေကိုလည်းကြည်ကျင်းချင်းများနားလည်ထားပြီးရင်ကျွန်တော်တို့ပြည်သူတွေပြည်သူပြည်သားကိုနော်ဆေးရချမ်းသာနော်အကောလုံးကျိုးပါနေတာမခွဲကြပဲနဲ့ 哈啦，单独一面可以白来嘞，阿蛮老嘞，季度交过，税收嘞阿蛮老嘞，喏，季度缴纳就是沃些动物，房屋单个呢就是沃些动物，以前羡慕嘞，他妈应该会，哈啦，阿些物业、违章物、地楼苗，阿蛮多叫老话，遇到困难嘞，我们叫老话不要来，叫我们不要来呢，地楼苗、地楼苗一精细的、高高的，遇到困难嘞，我们叫老话不要来，喏。 ပညာတွေကတက်တယ်အတန်းပညာတွေကတက်တယ်အတွေးခေါ်ပညာမရှိဘူးနော်လေးလာလိုက်စားအားဘာသာရေးအတွေးခေါ်လူမျိုးရေးအတွေးခေါ်နော်နိုင်ငံတကာအတွေးခေါ်ဒီလိုမရှိတဲ့ဘောင်ကျင်းတဲ့လူတွေကိုဒီလူတော့ခံရတယ်ကိုကျွန်တော်ကနေပြီးတော့ထပ်ပြီးတော့တင်ပေးလိုက်နေရှိဆိုရင်ဒုံရင်ကဒုံရင်ပဲပေါ့အမေနော်ဒါကိုတေချာစီစစ်ဖို့နာသာကအစိုးရကဖွဲ့စည်းထားတဲ့ UGC အနေနဲ့နော်ပေချာလေးလာပေးဖို့ဒါကိုကျွန်တော်ကတောင်းဆိုချင်တာဗျဒီနေရာနေပြီးတော့ ကျွန်တော်ပြည်သူပြည်သားတွေကလည်းဒီလာမယ့်ရွေးကောက်ပွဲမှာဘယ်လိုပါတီကိုမဲပေးမလဲခင်ဗျားတို့ကျွန်တော်ပြောပြမယ်ပါတီကြီးတိုင်းမဲပေးစရာအကြောင်းရှိဘူးเนาะဥပမာတရားနဲ့ကျွန်တော်ပြောပြမယ်ဗျာလက်ရှိမြန်မာနိုင်ငံမှာပါတီကြီးကျန်းကျန်းရေးပါတီဟုတ်လားဒီကျန်းကျန်းရေးပါတီပေါ့ဗျာဒါအကြီးဆုံးပါတီပေါ့လက်ရှိအနေထားဥပမာတရားနဲ့ပေါ့ဟုတ်လားဘိုးနိုင်ငံတော်အစိုးရကသူ့ဘလောက်ပဲကြီးကြီးကိုရဲကိုရဲကိုရွာကိုစားတီးမှာ 人工成本讲个人没 low 一个嘛，便宜的嘛，省的嘛，low 的嘛，好啦，比如旅游个，第八地段人工成本，怎么样？怎么样？我说的，六到天嘛，地，温，能不能说清嘛？本来我八点几几，今天表表姐没到我这里来个，那刚才我五点来，那表姐呢？今天表姐没到我这里来个，他定我八点有没几单嘞，今天我第六有表单了，第六高过了，喏，没出来没？ 低度的我接到标了，可能又落到我们这边，喏，比越告不会多。落到看嘛嘞，我们这边湖南人心里面记得，可能要要跌涨嘛，因告我开没不够的，我记，他接到路尾那来，我接到标来咯，越看高没不够的，我记，再不够吧，低度低的，那就是我集团上要的嘞，往往咱们那就是我集团上要的嘞，喏，低度又不够的，我接到路啊，有一在对面啊。 ဒါအမှန်တရားတော့အဲ့ဒီညီညင်ကအစစ်တရားကိုကျွန်တော်ပြောတဲ့အတိုင်းသာလုပ်ခင်ဗျားတို့မြန်မာနိုင်ငံစီးလုံးမို့ဆိုတာလုံးဝတရားရကလုံးဝတရားရကလုံးပတ်တိပဲတရားဘာလို့လဲဆိုတော့ခင်ဗျားတို့အောက်ချီမှာတွေကရွေးချယ်တင်မြောက်တဲ့ပုံကောဘာသာလူမျိုးကျိုးကြည့်တယ်ဟာလူမျိုးပြည်သူပြည်သားအကျိုးစီးပွားဟာလားကျမရေလူမှုရေးဟာလားအစအစအရာရာပေါ့ဘာသာရေးသာသနာရေးရည်ကြည်မှုတမိုင်းရောအကုန်လုံးကိုကြီးစုပြီးတော့ကိုယ်မီတယ်မသားတယ် ဒီလိုပုံကိုယ်လေးကိုအောက်ထိအရှင်းပါတယ်ခင်ဗျားတို့မဲပေးတင်မြောက်လိုက်တယ်ဆိုရင်သူတဲ့အရှင်းမြင်တဲ့လူတွေကသူတို့ကလူကိုယ်လေးကဓာတ်ခံကအမျိုးသားကြီးဓာတ်ခံရှိပြီလားဟုတ်လားဒီလိုပုံကိုယ်လေးကိုခင်ဗျားတို့တင်မြောက်ပါတယ်ဒီလိုအမျိုးသားကြီးဓာတ်ခံရှိတဲ့လူတွေကသူတဲ့အရှင်းမြင်တဲ့ဟုတ်လားခရိုင်ရှင်းလို့ဟုတ်လားမြို့နယ်အရှင်းလို့ဒီလိုမျိုးအရှင်းတွေကိုသူတို့လည်းတုံ့ပါပဲဘာကြောင့်လဲသူတို့ရဲ့နှုံမားထဲမှာအမျိုးသားကြီးဓာတ်ခံရှိတယ်ကြည်သူကြည်သားအကျိုးစီးပွားကိုသူတို့မျှော်ဟိုးတယ်ညှော်လေးတယ်အဖြစ်ထုံးဖို့အတွက်သူတို့ကူညီတယ်နော်ကြည်သူကြည်သားအကျိုးစီးပွားဖြစ်ထုံးဖို့ ကူညီတယ်ဘာသာသာသနာအကျိုးစီးပွားဖြစ်တယ်လို့သူတို့ကူညီတယ်ဒီလိုမျိုးသူတို့ရဲ့နှလုံးသားထဲမှာဒီလိုမျိုးအကျိုးဖြစ်တယ်လို့ကဲရနေတယ်ဟေ့ဆိုရင်အစင်းဆုံးဆိုရင်စိတ်မဲစိတ်လေဟုတ်လားဒီဒါဘိုးနိုင်ငံတော်အစ်စ်လွတ်တော်အစင်းဆိုရင်အယုံ AC တည်ငြိမ်ပြီးတော့အယုံကုန်းလို့လည်းဟုတ်လားစိတ်လာမဲ့မြန်မာနိုင်ငံစိတ်လာမဲ့လူလုံးကြီးတွေပို့ပြီးတော့အေးချမ်းသာယာပြီးကျွန်တော်တို့ကြည်သူကြည်သားတွေအကျိုးစီးပွားဖြစ်ပုံမှာဒါကိုကျွန်တော်ကမြင်လို့ဒါကျွန်တော်ပြောပြဒါကျွန်တော်တို့အောက်ချီ အောက်ခြေပြည်သူပြည်သားတွေနော်ကိုမဲပေးတဲ့အချိန်ရရင်အဲ့လိုမျိုးလူတွေကိုမဲပေးဖို့နော်ကိုပါတီတွေဒီပါတီတွေမဟုတ်နော်ကျန်းမာရေးမဟုတ်ဘူးပြည်ပေါ်မှာမဟုတ်ဘူးအဓိကကိုယ့်ရဲ့အရက်ဒေတာကပုံကိုတွေကိုကိုကအလေးထားနော်ဒါကလက်ရှိအနေထားကဒါကကျွန်တော်ကဂိုက်လိုက်တရားနေတယ်ကျွန်တော်ပြောပြတာရှင်းပြတာကျွန်တော်တို့ပြည်သူတွေကလမ်းမတွေရောက်ခဲ့ကြဗျာနော်အန်နေရီတက်တာဆိုလဲဟုတ်လားလမ်းမတွေရောက်ခဲ့လူအောင်မကြည့်တဲ့ပါတီကိုကြည့်လို့အာဒီလိုမျိုး 发的进度没边界的，哎嘛，哎嘛，学姐真牛的，报过啊，练得好嘞，报过的，好啦，有我那个嘛，报过的，啊，讲法的那个报过的，品种牛的在哪？咱的品种，咱的我一年都接到多少五六批啊？喏，拿的苦，太那个嘛，没路，好啦，过来嘛，不是不大想那逛，俺俩我太那个什么俩嘞？喏，如果独立的，给找嘛，如果独立的，好啦。 ဒီလိုလိုက်ရလာမယ်ရုံမပြအောင်ဟမ်မင်းတို့ကဇက်ပတ်တာကြောင့်ပေါက်ပါလေးစေပြောတော့မနေ့တနေ့ရပဲနော်ထိုင်းတဲ့လေးမှာတင်ဆက်သွားတယ်သူတို့လွတ်တော်တဲမှာတော့အကွဲကွဲအကျဲကျဲဖြစ်နေကျွန်တော်တို့ဆွေပြောင်းလို့ပမာတွေလက်ရှိ passport စာအုပ်တွေတတ်တန်နေမတော်ရသည်တတ်တန်နေမတော်ရသည်ဟင်တနည်းမှမသိတနည်းစာမှမသိနည်းနည်းစာမှမသိဟမ်ကျွန်တော်ဒါကိုနှစ်ချိန်သုံးချိန်စီပြီးပြောတာနော် မင်းတို့ဒီထိုင်းနိုင်ငံမှာမင်းတို့ပုံကြွားမှုတွေလုပ်နေတယ်ဟာလှုပ်ရှားမှုတွေလုပ်နေတယ်နော်ပြီးရင်အဲ့ဒီမှာပတ်စံတွေကောက်လာတယ်ပတ်စံတွေကောက်တယ်ပြီးရင်နိုင်ငံပြက်စီအောင်ဟုတ်လားမင်းတို့ရဲ့ခင်ဗျားတို့ရေလုပ်နေကြတယ်နော်အားပုံခွန်တိုင်းလုပ်နေကြတယ်ခင်ဗျားတို့ဒီမှာနေထိုင်တာကိုခင်ဗျားတို့ပြန်ကြည့်ကိုဘယ်လိုနေထိုင်နေရလဲကျွန်တော်တို့ကသုံးပါတယ်ကျွန်တော်တို့ကပြောပြတယ်နော်အမှန်တရားတွေချပြတယ်ခင်ဗျားတို့အစင်းလုံးပြောရင်အခုနိုင်ငံတော်နိုင်ငံတော်အစိုးရနေရဲ့နော်မြန်မာနိုင်ငံအစိုးရ ိုးရကကဘာတိောက်စားပြတာပွားပြီမင်းတို့တွေဝထိုင်းနိုင်ငံအိုးရနဲ့ပူးပေါင်းပြီးတော့ကဲဒီလူတွေအားလုံးကိုအလှဲ့ကြအလှဲ့ကြသကားလိုင်းရဲ့လူရောက်ရေးတပေါင်းနှစ်ပေါင်းမဲ့ဟာလားမင်းတို့အမုံယူဆင်းလုံးရမယ်ဟိဆိုရင်ကျွန်တော်တို့တော့မရဘူးကျွန်တော်တို့ကအေးစီပဲမင်းတို့တော့တော့မှာသဘောပေါက်လားမင်းတို့အကြမ်းဖက်ကိုလှုပ်ဆော်တဲ့ကောင်တွေမင်းတို့တော့မှာမင်းတို့ဆုံးတော့တဲ့ယနေ့ခေတ်က ID ခေတ်နော် ID ခေတ်မြန်မာနိုင်ငံမှာရှိတဲ့အစိုးရထဲမှာ မင်းတို့တော့တော်တဲ့မင်းတို့တော့တတ်တဲ့မင်းတို့တော့နားလေတဲ့လူတွေအများကြီးနိုင်ငံတော်မှာနော်အများကြီးမင်းတို့ကမင်းတို့ ID ပညာမင်းတို့အမြင့်လုံးမင်းတို့ဖြင်းနေတာလားဟမ်ဒီမနေ့ကမင်းတို့လည်းပုံစံလိုရတဲ့နိုင် ID ပညာကျွမ်းကျင်တဲ့တကယ်ဟာကားတွေအများကြီးရှိတယ်သဘောပေါက်လားအဲ့ဒီကြောင့်မို့လို့နော်မင်းတို့အချိန်ကြီးရွေးဥပဒေကပြောင်းလဲသွားလို့ရတယ်ထိုင်းနိုင်ငံမှာဟိုတနေ့ရပဲနော်ထိုင်းတနေ့မှာကြော်ညာထားတယ်နော်လွတ်တော့ တို့ထိုင်လို့တော့တယ်မတဲ့အကွက်အကွက်ကွက်အပြက်ပြက်ခင်းနေတယ်သဘောထားတွေမတိုက်ဆိုင်ဘူးဝါးထားတွေမတူဘူးနော်ဒီနေရာမှာမဲခွဲပြီးရှုံးဖြတ်ပြီးတော့မြမအစိုးရနဲ့ပူပေါင်းပြီးရှစ်ရှင်ကြီးလုပ်မယ်ဟိဆိုရင်မင်းတို့ဘဝရေစုံပြောမှာဟုတ်လားဟာငါတော့နမဲအတုနဲ့ logo အတုနဲ့ဟာငါတက်ဖို့မပြောင်းမတင်နဲ့သဘောပေါက်လားမင်းတို့ဟိုမင်းတို့ရဲ့ Facebook လားမင်းတို့ရဲ့ TikTok လားတက်ကလုပ်ပြီးတော့မင်းတို့ဘယ်နေရာမှာဟုတ်လားဘယ်သူဆိုတာနော် နိုင်ငံတော်အချင်းချင်းမင်းတို့အကုန်လုံးရတယ်မင်းတို့ရဲ့စင်ကတ်တရားအစနော်မင်းတို့မဟုတ်ဘူးတင်လာတာထိုင်းနိုင်ငံမှာဘယ်လိုမှမတင်လာတာစင်ကတ်တွေအလက်ကောင်းဘုံအဲ့ဒီမင်းတို့ရဲ့စင်ကတ်ထဲမှာမင်းတို့မဟုတ်ဘုံတင်လာတဲ့အတွက်အဲ့ဒီစင်ကတ်ထဲမှာ rotation လို့ခေါ်တဲ့ GPS ပါပြီးသားမင်းတို့ပဲမှနေတယ်ဘယ်သူဆိုတာမင်းတို့သိပြီသားနော်မင်းတို့တွေကဟာကိုယ့်ရဲ့သွေးခေါ်လေးတစ်ခွာတမိုက်လောက်နဲ့မင်းတို့ကပွားပြီးနိုင်ငံတော်အဆင့်ကိုပွားပြီးတော့ဖြစ်လာတဲ့အချိန်ကြမှာ တမီးမလုပ်ခဲ့ပါဘူးကားမလုပ်ခဲ့ပါဘူးမင်းတို့တမငင်းလို့မရဘူးအဲ့ဒီချိန်ကျတော့မင်းတို့စောင်းအောင်မဟုတ်ဘူးကြီးကမင်းတို့လှန်ပြီးတော့ဒီမှာတွေ့လားဒီမှာတွေ့လားဆိုတော့မင်းတို့လှန်ပြမှာနော်ဒါကမင်းတို့ဗဇက်ပတ်တာချောင်းတဲ့ကောင်လေးနော်ရောဖို့တော့နားရလာဖို့တော့အသိတရားတွေဝင်လာဖို့တော့မင်းတို့ညတိုင်းကြီးမှလာနေတာဘာတွက်လဲဘာရွယ်ချက်လဲအဓိကပတ်ဆက်စားဖို့နော်မိသားစုစားဖို့နေရအဆင်ပြေဖို့အဲ့ဒီအတွေးကိုပဲမင်းတို့ခေါင်းထဲထားနိုင်ငံရေးဆိုတာမင်းတို့ဘယ်လိုမှလက်လံလို့မမီဘူး မင်းတို့ထိုင်နေတဲ့နေရာမှာနေတဲ့တရားရာဂိုင်တော့ဟာစစ်ဆက်ရာဂိုင်တော့ဆယ်တော့မဟုတ်ဘူးဘောပါလားအတိုင်းပညာလည်းမင်းတို့အဆုံးမလောက်အောင်မသိဘူးအတွေးဘောပညာဟောမင်းတို့ဘယ်တော့မှသတိမလဲမင်းတို့စဉ်းစားမင်းတို့ကိုစဉ်းစားတတ်အောင်ကျွန်တော်ပြောပြတာနော်မင်းတို့ဒီလူရဲ့တိုင်းကြီးကိုလာတာဆွေပြောင်းအလုပ်ပေါ်မှာနော်ဆွေပြောင်းအလုပ်ပေါ်မှာတဲ့အညီမင်းတို့တွေကနော်လူများတိုင်းကပတ်စံစားဖို့လူများတိုင်းကဥပဒေကိုလေးစားလိုက်နာဖို့နော်အ အဲ့ဒါအရေးကြီးဆုံးပဲမင်းတို့လူများတိုင်းကြီးရဲ့ဥပဒေကိုမလေးစားလို့မနိုင်နာခဲ့လို့နော်မင်းတို့ပေါ့လို့ပဲစားစိတ်လုပ်ခဲ့လို့နော်ယနေ့ပတ်စပို့တွေတတ်တာမလုပ်ဘူးနော်နိုင်ငံတော်နိုင်ငံတော်အစိုးရနဲ့ရဲ့ပူးပေါင်းပြီးတော့ဟာလက်ထားလာမင်းတို့ပေါ်ပြီးတော့ဟိုတော်ကတရားဝင်အစိုးရမင်းတို့မကြိုက်ရင်လက်ခံရမယ်ကြိုက်ရင်လက်ခံရမယ်နော်မင်းတို့လေးပုံမှာတိုက်ဆောက်တဲ့အန်ယူကြီးမဟုတ်ဘူးသဘောပေါက်လားမင်းတို့အန်ယူကြီးရုံးကဘယ်နာမှရှိတယ်လဲခိုင်းနိုင်ငံကငါသိချက်မင်းတို့ဒီ မဲဆောင်မှာပြတ်ထားတဲ့ပြဿနာပေါင်းပေါင်းချောက်တော့ကိုငါတက်တိုက်နေလို့ဟုတ်ဘယ်နာမှာရှိလဲကျွန်တော်တို့အခုချိန်အန်ဒီဦးကြီးငုံငန်ရှိတယ်ဆိုတာကြားဘူးလေဘယ်လောက်နာမှမသိတာသိလားဘာကြောင့်လဲသိတယ်တို့ဖန်ခံရမှာလေသိရဖန်ခံရမှာဟိုဟိုတလောကတည်းကမတွေ့လားမလေးစားမဝင်ဖမ်းသွားတာဟင်ဘာကြောင့်လဲဆိုတော့တို့ကတရားမဝင်တာတရားမဝင်လေဟုတ်လား ပြည်သူပြည်သားတွေကပတ်စံကိုလိမ်လည်ပြီးတော့နိုင်ငံရေးအကြောင်းပြပြီးတော့တောင်းစားနေတဲ့ဒေါင်းသားခိုင်းလုပ်ပြီးတို့တွေကဒေါင်းသားခိုင်းဘာမှနိုင်ငံရေးမဟုတ်ဘူးဟိုမှနာသကကတကယ်ကိုဟုတ်လားတရားဝင်အစိုးရနာသကအကုန်လုံးမင်းတို့ကဘာကြီးရောအခုထိန်းချုပ်လို့နိုင်နေပြီကွာမင်းတို့စဉ်းစားပေါ့ဟုတ်လားလားမင်းတို့ဒါကိုသွားပြီးတော့အုံနေအောင်ကြောက်နေတဲ့ပေါ့လို့မရဘူးမင်းတို့ဘောကပြတ်ပေါ်မှာမင်းတို့မင်းတို့ရဲ့ဟုတ်လား 你大的，给我妈的没的，米诺大的米，米诺也没妈的，要家的，我我不要我嘛，你要家我嘛，我么话了？没诺的也没，米诺的也太牛了，都是嗯？啊不，看那个，苏亚嘎，把你偷见拿来，对的？跑到那个潘多阿比，喏，潘多阿比，潘多阿多，啊不，多阿没咋偷见哪来？多刚干啥的？那老老干的，看苏亚刚干啥的？老干的，哎，老干的，我，老的干看老的？ မင်းတို့ထောင်ကြပြီးတော့ပြည်နေတော့ပို့ပြီနော်မင်္ဂလာပါကောက်ထိုးတဲ့စေတနာကောင်းရင်ကံကောင်းပါတယ်လေးစားပါတယ်ဘေးကင်းကြပါပါမင်္ဂလာပါနော်ဥဒိရှင်ဆိုရင်မင်္ဂလာပါနော်ဒါကကျွန်တော်ကမြန်မာနိုင်ငံသားဆိုတဲ့အတိအကျကျွန်တော်ပြောပြအမှန်တရားလေးနော်မင်းတို့လူများတိုင်းကြီးမှာမြန်မာနိုင်ငံမှာဟုတ်လားဟိုနိုင်ငံတော်ကတတ်မတော်အစိုးရလက်ပတ်မှုအားနည်းတဲ့အရက်ဒေသတွေလောက်ပဲမင်းတို့ ကိုဆိုလူနိုင်အကျန်းဖတ်မင်းတို့လုံးလို့ရတယ်နော်လူများတိုင်းကလုံးလို့မရဘူးလူများတိုင်းကလုံးလို့မရဘူးဒီရက်ထဲမှာလည်းကျွန်တော်တွေ့တယ်ထိုင်းနိုင်ငံမှာလူပြီးပေးတာမြန်မာပြည်သားတွေကြီးပဲမြန်မာပြည်သားတွေသတ်သေးတာနော်ဘုသူတော့ကောင်းလဲသက်ပေါ်တဲ့လူတော့ကောင်းလားပေပေါ်တဲ့လူတော့ကောင်းလားမင်းတို့ပြန်စင်းစားဘုသူတော့မကောင်းဘူးဘုသူတော့အကျိုးလည်းမရှိဘူးနော်ငါတို့မြန်မာနိုင်ငံသားတွေကလူများတိုင်းကြီးမှာကိုယ်တိုင်းကြီးမှာအလုတ်ကန်ခွင့်လန်းစားပါလို့ဟုတ်လားလူများ 哎你嘛，随便我老公嘛，这样你呢？哪比老公还傻包家？没有你姑妈老妈子没看人家胡来，了了了，嗯？不要你姑妈老妈子没看人家胡来，你，你弄啊，好了，哎，叶子嘞，奶奶嘞，宝贝，好了，俺娘哩努点人家，没有没有家玩呢，反正我等我他家吧，啊，这没啥子，人家没，俺老公嘛，老公反我熟呗，明天明天有明天天亮我做他家吧。

ခမရကြီးကြီးအစင်းဆုံးလို့တိုင်းကြီးချတဲ့ပုံပုံကြီးရွယ်အားလုံးတိုင်းကြီးကိုအရင်ချတဲ့ပုံပုံကြီးပဲဘာကြောင့်လုံးကြန့်ခံရလဲနော်ဒါကျွန်တော်ဥပမာတရားနဲ့ထောက်ပြတာပါဥဆိုးဆိုတာလဲတကယ်ကိုမျိုးသားကြီးတော့နော်ဟုတ်ဘူးကြောင့်တောင်းလို့တော့ဆိုးရဲဥဆိုးဆိုခလုံးဆိုးဆိုနော်ဘူးကြောင့်ဆိုလဲတိုင်းကြီးချတဲ့လူပဲဥလိဝလိုလဲတိုင်းကြီးချတဲ့လူပဲဟုတ်လားတိုင်းကြီးချလို့နိုင်ငံရဲ့ခေါင်းတော်လုပ်ခဲ့တာလीမြန်မာနိုင်ငံဟိုသူ့လက်ထက်တော့ 好啦，你妈那俺嘛组装出来，你妈那俺哪里组装出来嘛，需要那简单用做不？哎，你嘛，你那员工个，你的差别个啦，嗯，好啦，那，六万搞定了不？好啦，咱牛力企业，这老板呢，能人帮忙的嘛嘞、嗯，啊，对、哎，亲戚呗，大家一坐起，五九零，五九零，谁话嘞？啊，人家啥的嘛，我嘛做毛毛的，毛的，毛的单股娃娃的的，啊。 身上骨折病，这些人，好啦，不能看的。叫我买包的，要用包，发生包的，哎，啊，不可以理发了，没得，也不买药了，理发了没得。我叫你五，叫侬啊，两分钟之内回家，叫侬两分钟之内回家，不叫你工作了。对啦，叫侬啊，嘛，装装，工资都分没了，叫侬啊，单单几包的才两装嘛不？两分钟之内，喏，哎，烟用嘛，吃啥做了烟用嘛，可以啊。 ဟိုရင်းကြတာဖော်ယူတာအဲ့ဒီကြောင့်ဘာမလို့ကျွန်တော်ဒီလိုလောက်ကျတဲ့အပိုင်းမှာကျွန်တော်ဘာတစ်ခုမှကျွန်တော်မသိဘူးနော်သိလည်းမသိဘူးအရှင်းဆုံးပြောရင်နိုင်ငံတော်အရှင်းမှာလည်းဒါမျိုးတွေရှိတယ်တယောက်နဲ့တယောက်ချီထိုးခန့်တာတွေဒါကယနေ့ခင်မဟုတ်ဘူးဟိုဘရင်ခင်စနစ်တွေတည်းရတယ်ဒီတိုင်းပဲနော်အများကြီးရှိခဲ့တာအဲ့ဒါကိုကျွန်တော်ကဒီဘက်ကလူဘိန်းလေးကိုကျွန်တော်ကထောက်ပြတာဥပမာတရားနဲ့နော်မင်းတို့ရဲ့အရေးချင်းမင်းတို့ရဲ့ level အဆင့်တန်းကမင်းတို့ဟိုလို့တော်တဲ့လူလူကြီးတွေဟိုနိုင်ငံတော်အစိုးရလူကြီးတွေကို 好啦，先等多下先，等好唔？佢要先等，佢要嚟嘅，佢要嚟啦，咁佢就唔，我一阵先至叫佢过啊，喏，一阵先至叫佢过啊，佢如果嚟唔到，我按你嗰度嚟叫你睇住咩嘢唔？佢要嚟睇，佢要先等佢到嗰度啊，咪、啊，喏、啊，几多， 喏、啊，几多、啊？唔要点样嚟嘅？好啦，唔要点样？嗰度有阳光嘅，系几水，喏，啊先。 င်းလို့ရရင်အဲ့ဒီမှာရှိတဲ့ UGC ကစီစဉ်ရမှာသဘောပေါက်လားမင်းတို့အာငါတို့ပြည်သူတွေတင်ပြောင်းလိုက်တာလေ तू အမှဖြစ်နေပြီမင်းတို့တပြောလို့မရဘူးသဘောပေါက်လားဒီကမဲ့လောက်ကနိုင်ငံရဲ့ထောက်တိုင်နိုင်ငံတော်ရဲ့ထောက်တိုင်အမတ်အမတ်လောက်အမတ်လောက်အမတ်တွေဆိုတာတော့နိုင်ငံရဲ့ထောက်တိုင်ဒီထောက်တိုင်ကဟုတ်လားဒီထောက်တိုင်မှာအင်္ဂလိပ်တွေကဘီလမီတွေခိုးရမယ်စံနေပေါ်နေမယ်ဟေးဆိုရင်ဒီထောက်တိုင်ကရေစီခိုင်းနိုင်ခိုင်းနိုင်တော့မလား မင်းစင်းကအေးဒီတိုင်းပဲဒီအမတ်လောင်ကဟုတ်လားအတတ်ပညာလည်းမတက်ခါဘူးအတွေးဘောပညာလည်းမရှိတာဘူးဘူးဒုရလည်းမရှိဘူးပမိုင်းလည်းမသိဘူးယဉ်ကျေးမှုလည်းမရှိဘူးမသိဘူးဆိုရင်မင်းတို့ဘလောက်ပဲတင်မြောက်တင်မြောက်ဘလောက်ပဲစိတ်သဘောထားကောင်းပါတယ်ပြောပြောအစင်းဆုံးတော့သူ့မှာစိတ်ကောင်းတာလည်းရှိတယ်လေဟုတ်လားဒီလူကြီးသားကျိုးကိုဆောင်ရွက်ခြင်းလည်းစိတ်ကောင်းတယ်ဒါပေမဲ့သူ့မှာလုံးဝဟိုလည်းမရှိဘူးစိတ်ရောက်ရောက်စဉ်အတွက်အမျော်မြင် သူ့အတွေ့အကြုံအားကြမ်းရှိဘူးနော်အဲ့ဒါတွေအရေးကြီးတယ်အဲ့ဒီကြောင့်မလို့မင်းတို့ကငါတို့ကပြည်လူပဲကောငါတို့တင်မြောက်လိုက်တယ်တင်မြောက်လိုက်တိုင်းဒီလူကအမတ်အကြီးအကျယ်မပြင်းဘူးနော်ဘာကြောင့်လဲဆိုတော့သူ့ကိုယ်ရဲ့ပညာပညာနေပါနေတယ်ဒီအမတ်ကပညာနေပါနေတယ်အတွေ့အကြုံပညာလည်းမရှိဘူးဟုတ်လားလေးလာလိုက်တာလည်းမရှိဘူးယဉ်ကျေးမှုလည်းမသိဘူးတမိုင်းကြောင်းလည်းမသိဘူးဒီလိုကျွန်တော်နိုင်ငံတကာနဲ့ဆင်ပြီးတော့ရေမောင်တန်းတဲ့အချိန်ကျရင်သူဘာလုပ်မှာလဲလက်မလို့တော့ခေါင်းကြီးပဲရမယ်ဒီပုံစံမျိုးနဲ့ ကျွန်တော်တို့ကလွတ်တော်ခမ်းမတွေကိုနောက်တစ်ကြိမ်ဝင်ဝင်ကျွန်တော်တို့မပြုတ်နိုင်တော့ဘူးကျွန်တော်တို့တိုင်းကိုတက်ဖို့ဆိုရင်တော့ပညာရည်ချင်းလည်းပြင်ပြရမယ်ဟုတ်လားအတွေးကောအတွေးကောဝိုင်းဆိုင်ရာတွေလည်းရင်ကြံရမယ်လေးလာလိုက်စားမှုနော်ကိုကိုလည်းဖြတ်ပန်းတဲ့အတွေးကြုံလေးမြမသမိုင်းကြောင်းလေးမြမရင်ကျေးမှုတွေနိုင်ငံတော်ရဲ့လက်ရှိပြည်စဲဥပဒေကိုချင်း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 နားလည်ဖို့ဒါတွေအရင်အရေးကြီးတယ်ဗျသိရင်ဒီလူကနော်သူ့ရဲ့သမိုင်းကြောင်းဇင်းမြက်ကယိုးသွားပြီးတော့ ဖြူစင်ရမယ်အစွန်အတင်းမရှိရဘူးဒါမျိုးတွေကအရန်ရေးကြီးတယ်ကြကဲဒီကတော့ဒီလောက်ပဲနော်ဒီအကြောင်းလေးနှစ်ကြောင်းလေးပြောရတဲ့ပဲမြန်မာနိုင်ငံကြီးအရေးဆုံးအေးချမ်းပါစီကိုဆူတောင်းရင်းနဲ့ပဲကျွန်တော်လိုက်လို့ round နဲ့ပဲဆုံးသတ်